အားလုံးပဲမင်္ဂလာပါကဲဒီနေ့ကတော့မလေးရှားနိုင်ငံဂျိုဟိုစီနိုင်မြို့မှာပြုလုပ်တဲ့အာတောက်ကယာမမစိုးရင်ကြောင့်ခုနော်ကြီးကြောင့်ရဲ့ကထင်အောင်ပွဲကိုကျွန်တော်နဲ့အတူတူခေါ်သွားပြသမှာဖြစ်ပါတယ်ကျွန်တော်နေတဲ့မြို့ကနေကထိပ်ပွဲကျင်းပတဲ့ဂျိုဟိုစီနိုင်မြို့ဆိုလို့ရှိရင်ကာစီချိန်ဟာ အနည်းဆုံး16မိနစ်ကနေမိနစ်20အထိကြာမြင့်တက်ပါတယ်ခုလိုမျိုးဟိုမြန်မာပြည်နဲ့ပတ်သက်တဲ့ဟိုမြန်မာယူဟာပွဲတော်တွေကျင်းပတာရှင်မျိုးဆိုရင်တော့ကာစီချင်းဟာဒီလမ်းအချင်းဒီပုံမှန်ပူတည်ပြီးတော့ဟိုတန်တဲ့ကြားရပါတယ် နှစ်စဉ်နှစ်တိုင်းကျွန်တော်တို့ဒီဂျိုဟိုစီနိုင်ဂျိုဟိုကူလိုင်းမှာပြုလုပ်တဲ့ဟိုမြမအပွဲတော်တွေကတော့အများအားလူစီကားလေးရှိပါတယ်တကြံမှာဆိုရင်လည်းတကြံအဲပြီးရင်ဒီအခုလိုမျိုးကထိန်ပွဲတွေမှာဆိုလည်းကထိန်ပွဲအဲအမှုပညာရှင်တွေလာဖို့ပြပေးတဲ့ပွဲတွေမှာဆိုလည်းအမှုပညာရှင်တွေရဲ့ပွဲတွေမျိုးလို့အဲဘာပွဲလို့လို့ကျွန်တော်တို့ဂျိုဟိုမှာတော့မြန်မာတွေရွှေမြန်မာတွေရဲ့စီရုံမှုကချက်ကမန်လေးလေးပါပဲ။ ဒီနေ့ကထိန်အောင်ပွဲနေ့မှာဆိုရင်လည်းအနေနဲ့ရရက်ကလာခဲ့ကြတယ်အဲဒီဂျိုးတခွင်ရောအဲကီယန်တခြားမျိုးတွေကနေလာရောက်လည်ပတ်ကြတဲ့သူတွေရောပြည့်နေလို့နေခဲ့ပါတယ်ပြီးတော့ဒီစတူဒီတာမန်တက်တီမှာလည်းသမင်းအေးအဲပြီးရွှေရင်အေးအစားသဖြင့်ပေါ့ဘယ်လိုမျိုးကျွေးမွေးလူတန်းတဲ့သူတွေသုတိတာလာစားသုံးတဲ့သူတွေအလူရှင်နေနဲ့လည်းပြင်းနေလို့နေပါတယ် ိတ်တူနေလို့မကျွန်တော်တို့အဖွဲ့ဒီထိုင်ကုန်မရခဲ့လို့ဘာမှမစားခဲ့ရပါဘူးအေးလည်းမတောက်ခဲ့ရတယ်လို့ထမင်းလည်းမစားခဲ့ရပါဘူးတိုးပေမဲ့လည်းရွှင်အေးလေးတစ်ပွဲတော့စားခဲ့ရပါလေလူတွေကတော့မြင်တဲ့အတိုင်းပဲအရန်ဟိုညာလုံးပါလေတနေရာနဲ့တနေရာရောက်အောင်သွားဖို့လူတွေကတော်တော်တိုးယူရလိရှိပါတယ် ပွဲကိုလာရောက်ကြတဲ့ရွှေမြန်မာတွေကတော့အရန်ကိုများလုံးလုံးမို့အဲလုံချုံရေးတွေလည်းခေါ်ထားတယ်ပြီးလို့ရှိရင်ဒီပွဲအစအဆုံးဟိုမှတ်တမ်းတွေကိုကင်မရာမန်တွေလည်းခေါ်ထားတာဖြစ်ပါတယ်ဒီနေ့ပွဲမှာထူးခြားချက်အနေနဲ့ကတော့ခါရိုင်နစ်တွေနဲ့မတူပဲကထိန်အောင်ပွဲနဲ့ရှင်ပြူပွဲကိုပူးတွက်ပြီးကျင်းပခဲ့ရလဲဖြစ်ပါတယ်ပွဲရဲ့အစည်းအဝေးတွေထဲမှာဆိုရင်တော့

တွာလာရတာတခုကတော့မကောင်းဘူးဗျာအရန်ကိုလူတွေကများတော့လူတွေတိုးရတာအရန်စိတ်မရှိပါဘူးကျွန်တော်တို့မနခင်9နာရီခွဲကနေစထွက်လာခဲ့ပြီးတော့10နာရီလောက်မှအဲစီနိုင်ကိုရောက်တခဲ့တာဖြစ်ပါတယ်အခုပြန်မချိန်မှာတော့10နာရီကျော်မှကျွန်တော်တို့ပြန်ရောက်တယ်ဗျာအဲမနစ်စာလည်းမစားရသေးနေ့လည်စာလည်းမစားသေးတော့ ဘိုက်တွေလည်းအရန်စားတော့ရောက်ရောက်ချင်းပဲခြေမိုးချိုးပြီးထမင်းသွားစားခဲ့ပါတယ်ကထိန်ပွဲတော်မှာလည်းအရန်ကိုပြောခဲ့ရလို့ဝန်တာပီတီဖြစ်ပါတယ်ကိုကိုတိုင်းလည်းအလူရနာတွေအများကြီးလောက်ခဲ့ရလို့ကြော်ရှင်းမိပါတယ်ကဲကျွန်တော်ရဲ့ဘလော်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုခဲ့တဲ့တယောက်တခုတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်း လွတ်လာစီကားတကယ်ကိုပဲဒီနေ့တခါတာလူရတာသင်္ကန်းမှာခပင်ဟာမျက်စုံဆရာတော်ဘုရားကြည်သူကမြတ်ဝိမေလာပါဒီတော်လုံးဘိုးစီဝိုင်းစီကားတဲ့သူကျော်မေလာပေါ့ဘုဒတရန်တ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 ူမူမေရမတိကျဆော်လေးတကယ်မိုက်တဲ့ဒီနေ့မှာတကယ်ကိုလာတော့ဒါစမ်း ေကူပဲတနေ့တခါတာလူပြတာသင်္ကန်းမှာကလေးဟာမျက်စုံဆရာတော်ဘုရားချီးသူကမျက်ဝေမဲ့လာပါဒီလိုဘိုးစီဝိုင်းစီကားတဲ့သူကျော်မဲ့လာပေါင်းဖို့တတရန်တန်တွန်းတော့တို့မူမဲ့ရမပြချင်းဆော်လေးတွေကဲမိုက်တဲ့ဒီနေ့မှာတကယ်ကိုလာတော့ဒါစမ်းမအောင်ထွေးရပုံကြောင်ရမ